အမေရိကန်နဲ့တရုတ်ကြားကုန်သွယ်ရေးစစ်ပွဲတစ်တခုစတင်ခဲ့ပြီဖြစ်ပါတယ်။လွန်ခဲ့တဲ့လကြောင်းစတင်ခဲ့တဲ့ဒီကိစ္စဟာအခုဆိုရင်တော့ပုံမပြင်းထန်လာပြီးတော့ကမ္ဘာအကြီးဆုံးကုန်ထုတ်လုပ်ငန်းဌာနဖြစ်တဲ့တရုတ်ပြည်ကကြောင်း Trump အုပ်ချုပ်ရေးရဲ့ဒုတိယမြောက်အကောက်ခွန်ဒုံးမှုတွေကို ခုခံတိုက်ခိုက်ဖို့ပြင်ဆင်နေပါပြီဒီတစ်ချိန်မှာတော့တရုတ်ရဲ့ပြည်မှတ်ကအမေရိကန်ရဲ့စိုက်ပျိုးရေးကဏ္ဍနဲ့နေပညာမြင့်နယ်ပယ်တွေပါဘေကျင်းကကမ္ဘာဈေးကွက်တွေကိုတတိပေးလိုက်တာကငိမ့်ချန်းစွာ ဖြည့်ရှင်းဖို့ကျွန်တို့စူးစမ်းနေပါတယ်ဒါပေမဲ့ကျွန်တို့ရဲ့အကျိုးစီးပွားတွေကိုထိပါလာရင်တော့ပြည်လဲတုံးပြန်မှုကရှောင်လွေလို့မရပါဘူးလို့ပြောကြားခဲ့ပါတယ်ထရန်အိုချိုရေးကတရုတ်ကွန်ပစ္စည်းတွေအပေါ်10ရာခိုင်နှုန်းအကောက်ခွန်တိုးကောက်ပြီးတစ်လအကြာမှပဲအပိုး10ရာခိုင်နှုန်းထပ်တိုးကောက် ခဲ့ပါတယ်။ဒါဟာကနေဒါနဲ့မက္ဆီကိုအပေါ်25ရာခိုင်နှုန်းအကောက်ခွန်တိုးကောက်တဲ့အချိန်နဲ့တိုက်ဆိုင်နေပါတယ်။တကယ်တော့ White House ကလက်မလျှော့ပဲတရုတ်ကလုံလုံခဲခဲလှုပ်လာရင်အကောက်ခွန်ကို60ရာခိုင်နှုန်းအထိတိုးမြင့်နိုင်တယ်လို့ပြောကြားခဲ့ပါတယ်။ဒါအပြင်ကနေဒါရဲ့ပြန်လည်တုံ့ပြန်မှုတွေက ဝါရှင်တန်ဟာတပြိုင်တည်းမှာရှေ့တန်းအများအပြားမှာခုခံတိုက်ခတ်နေရတဲ့အခြေအနေကိုညွှန်ပြနေပါတယ်။ကမ္ဘာစီးပွားရေးက2019ခုနှစ်မှာဂုံသွေးစစ်ပွဲကြီးပြန်လည်စတင်မှာကိုစိုးရိမ်နေကြပါတယ်။ DARG နိုင်ငံတစ်ခုရဲ့လုံဆောင်ချက်တွေကကမ္ဘာ supply ကွင်းစက်တွေကို အကြီးအကျယ်လှုပ်ခတ်သွားစေနိုင်လို့ဖြစ်ပါတယ်။ပေကျင်းမှာရွေးချယ်စရာနည်းလမ်းတွေအများကြီးရှိပါတယ်။ Everest ကိုလေကြောင်းအမစာရင်လွှဲပြောင်းပေးတာကစလို့ ဆီမီကွန်ဒက်တာတင်ပို့မှုတွေကိုဖြတ်တောက်တာအထိလုံးဆောင်နိုင်ပါတယ်။တရုတ်ရဲ့နောက်ဆုံးတုံ့ပြန်မှုတွေကစတင်တိုက်ခိုက်မှုတစ်ခုလို့ထင်ရပြီးဒိုင်းရိုက်ထိုးနှက်မှုတော့မဟုတ်ပါဘူး။တရုတ်ဟာထရန့်ရဲ့ဒုတိယမြောက်အကောက်ခွန်တုံ့မှုတွေကိုစိန်ခေါ်ဖို့အသင့်ရှိနေပြီးဒီတစ်ချိန်မှာတော့ကမ္ဘာဈေးကွက်တွေကိုစိုးရိမ်သွားစေတဲ့ပြင်းထန်တဲ့တုံ့ပြန်မှုတွေပြသလိုက်ပါတယ်။အမေရိကန်ရဲ့စိုက်ပျိုးရေးကဏ္ဍကိုပြင်မှတ်ထားမယ်။ကျွန်တော်တို့ကိုပြင်မှတ်ထားလာရင်အပြင်းထန်ဆုံးတုံ့ပြန်မှုတွေပြုလုပ်မယ်လို့ကြေညာခဲ့ပါတယ်။ 2025ခုနှစ်မတ်လ၄ရက်နေ့ကပေကျင်းမှာကျင်းပခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာတရုတ်စီးပွားရေးဝန်ကြီးဝမ်ဝမ်တိုကဒီအကောက်ခွန်ထုတ်မှုတွေကိုကျွန်တို့လက်မခံမဲအမြန်ဆုံးပြလဲတုံးပြန်မှုတွေလှုပ်ဆောင်မယ်ငင်းကြမ်းစွာဖြေရှင်းဖို့အခွင့်အလမ်းတွေရှိနေပေမဲ့တရုတ်ရဲ့အကျိုးစီးပွားတွေကိုထိပါလာရင်တော့တုံးပြန်မှုကမလွဲမသွေရှိလာမှာပါလို့ပြောကြားခဲ့ပါတယ် ဒီနေ့မှာပဲတရုတ်ကဖန်တန်နန်နဲ့ဒါနဲ့ဆက်ဆက်ပစ္စည်းတွေအပေါ်အကောက်ခွန်ဒုချက်မှုတွေချဲ့ထွင်လာတဲ့ Trump အစိုးရကိုပုံမတင်ချက်စွာတုံ့ပြန်မယ်လို့ပြောကြားခဲ့ပါတယ်။ဒီအချိန်လေးမှာဘေကျင်းကအမေရိကန်ရဲ့အစားအစာတင်သွင်းမှုတွေအပေါ်မှာကြကြပြက်ပြက်အကောက်ခွန်တွေဒိုးကောက်ခဲ့ပြီးတော့ American Company 15ခုကို အထူးခွင့်ပြုချက်မရှိဘဲတရုတ်ကဝယ်ယူခွင့်မပြုတော့ဘူးလို့ကြေညာခဲ့ပါတယ်။တရုတ်နိုင်ငံစီးပွားရေးဝန်ကြီးဌာနက American ကနေတင်သွင်းတဲ့ ချက်ဂျုံပြောင်းတဲ့ဝါရုပ်ပေါ်15ရာခိုင်နှုန်းအကောက်ခွန်တိုးကောက်မယ်လို့ကြေညာခဲ့ပါတယ်။ဘယ်ပီဇက်ကောင်နေနိုးထွက်ပစ္စည်းတွေအထိတခြားအစားအစာတွေပေါ်မှာတော့30ရာခိုင်နှုန်းအကောက်ခွန်တိုးကောက်မှာဖြစ်ပြီးဒီအကောက်ခွန်တွေကိုမက်ရှလ10ရာနှစ်ရောက်ဆပြီးတော့စတင် ကောက်ခံမှာပါ။ဒါအပြင် စီးပွားရေးဝန်ကြီးဌာနက အမေရိကန်ကုမ္ပဏီ15ခုကို အထူးခွင့်ပြုချက်မရှိဘဲတရုတ်ကကုန်ပစ္စည်းတွေဝယ်ယူခွင့်မပြုတော့ဘူးလို့ကြေညာခဲ့ပါတယ်။ဒီကုမ္ပဏီတွေထဲမှာအမေရိကန်ရဲ့အကြီးဆုံး drone ထုတ်လုပ်တဲ့ Skydio လည်းပါဝင်ပါတယ်။ Skydio ကအမေရိကန်စစ်တပ်နဲ့အရေးပေါ်ဝန်ဆောင်မှုတွေအထက်ထောက်ပံ့ပေးနေတဲ့ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ဒီအတောခုနှစ်ရောက်အမေရိကန်ကတရုတ်ကိုတင်ပို့တဲ့ကုန်စည်တန်ဖိုးရဲ့15ရာခိုင်နှုန်းလောက်ကို ထိခိုက်စေမှာဖြစ်ပြီးတော့ ဒေါ်လာ21ဘီလီယံလောက်ရှိပါတယ်။တရုတ်ကဖေဖော်ဝါရီလမှာ အကောက်ခွန်တွန်းမှုတွေချမှတ်ခဲ့တဲ့အပေါ်တုံ့ပြန်ပြီးအမေရိကန်ကထုတ်လုပ်တဲ့သဘာဝကျန်ွေးကြောင်မီသွင်းတဲ့စိုက်ပျိုးရေးစက်ကရီယာရီအပေါ်အပူအကောက်ခွန်တွေကောက်ခံဖို့6ရက်အကြာမှာကြေညာခဲ့ပါတယ်။ဒါပေမဲ့ဒီအကောက်ခွန်တွေကအမေရိကန်ကတရုတ်ကိုတင်ပို့တဲ့ဂုံစီတန်ဖိုးရဲ့၁၀ရာခိုင်နှုန်းလောက်ပဲထိခိုက်စေတာကြောင့်ထရမ်ရဲ့ကြေကြေပြန့်ပြန့်အကောက်ခွန်တွန်းမှုတွေထက်ပိုပြီးတော့ကျင်းမြောင်းပါတယ်။အမေရိကန်ကိုအဓိကကုန်ကျန်းတွေမရောက်အောင်ပေးဆိုတဲ့နည်းပြူဟာကို supply chain welfare လို့ ခေါ်ပါတယ်ဒီနည်းပြဟာကတရုတ်အတွက်အန္တရာယ်များပါတယ်ဘေကျင်းဟာနိုင်ငံသားယင်းနှမျိုးနယ်မှုတွေကိုဆွေးဆောင်ဖို့ရုံးကန်နေရပါတယ်တရုတ်ကောင်းဆောင်တွေကလည်း ဖြိုလင်းနေတဲ့အိမ်ချင်းမီစည်းကွဲကြောင့်ထိခိုက်နေတဲ့ပြည်ရင်းစည်းပွားရေးကိုမြင့်တင်ဖို့ကိုဦးစားပေးဖို့ညွှန်ပြနေပါတယ်။ဘေကျင်းကအမေရိကန်ကုမ္ပဏီတွေတရုတ်မှာလုပ်ငန်းလုပ်ကင်ဖို့ပိုခက်ခဲအောင်လှုံ့ဆော်နိုင်ပေမဲ့ဒါဟာနိုင်ငံသားယင်းနည်းမြုံနယ်မှုတွေကိုပါထိခိုက်စေနိုင်ပါတယ်။အမေရိကန်ကုမ္ပဏီ15ခုကိုတရုတ်ကုန်ပစ္စည်းတွေဝယ်ယူခွင့်ပိတ်ပင်တဲ့အပြင်တရုတ်စည်းပွားရေးဝန်ကြီးဌာနကအမေရိကန်ကုမ္ပဏီ10ခုကိုယုံကြည်စိတ်မချရတဲ့အဖွဲ့အစည်းတွေစီးရင်းတွေကိုထည့်သွင်းပြီးတရုတ်မှာဘလို့လုပ်ငန်းမှ လောက်ကင်ခွင့်မပြုတော့ဘူးလို့ကြေညာခဲ့ပါတယ်။မက်လာ၃ရက်နေ့ကကျင်းပခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာတရုတ်နိုင်ငံလူမျိုးကြီးကွန်ဂရက်ရဲ့ပြောရေးဆိုခွင့်ရှိသူလူချန်ဂျန်ကအမေရိကန်ကိုကမ္ဘာကုန်သွယ်ရေးအဖွဲ့ WTO ရဲ့လွတ်လပ်တဲ့ကုန်သွယ်ရေးစည်းမျဉ်းတွေကို ချိုးဖောက်တယ်လို့ပြောကြားခဲ့ပါတယ်။ American က WTO စည်းမျဉ်းတွေကိုချိုးဖောက်ပြီးကမ္ဘာစစ်မှုလုပ်ငန်းရဲ့ထောက်ပံ့ရေးခွင့်စက်တွေရဲ့လုံခြုံမှုနဲ့တည်ငြိမ်မှုကိုထိခိုက်စေရလို့သူကပြောကြားခဲ့ပါတယ်။2025ခုနှစ် March လ3ရက်နေ့ကကျင်းပခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာ American သမ္မတ Donald Trump ကပေကျင်းကိုတရုတ်ကကျွန်တော်တို့ရဲ့ Fentere တင်သွင်းမှုကိုအရင်ရက်တန့်ပြီးတော့မှစကားပြောရမယ်လို့သမ္မတ Trump ကပြောခဲ့ပါတယ်။ ူဟာအကောက်ခွန်ရဲ့ Fenterel စီးစမှုကိုရပ်တန့်ဖို့လိုအပ်တယ်လို့ဆိုပါတယ် Fenterel က NDA ရှိတဲ့ဈေးဝါးတစ်မျိုးဖြစ်ပြီးတော့ American မှာ လူထောင်နဲ့ချီပြီးတော့အလွန်ကျွံသုံးဆွဲမှုကြောင့်တိတ်ဆုံးမှုတွေဖြစ်စေခဲ့ပါတယ်။ဒီငင်းပွားမှုဟာနှစ်နိုင်ငံကြားကုန်သွယ်ရေးစစ်ပွဲပြောင်းလဲစတင်နိုင်တယ်ဆိုတာကိုညွှန်ပြနေပါတယ်။တရုတ်ကဒီတင်မှမှုမှာဘာလို့မလဲဆိုတာကိုစောင့်ကြည့်ရပါမယ်။တချို့ကပေကျင်းကအမေရိကန်ရဲ့စိုက်ပျိုးရေးကဏ္ဍကိုသူ့ရဲ့အထူးရောက်ဆုံးလက်နက်အဖြစ်ရွေးချယ်ထားတယ်လို့ပြောကြပါတယ်။ဘယ်ပီဆက်ပြောင်းတဲ့အသားထွက်ကုန်တွေလို အရေးကြီးတဲ့ပစ္စည်းတွေမှာအကောက်ခွန်တွေတွန်းမြှင့်ဖို့စီစဉ်ထားပါတယ်။ဒါအပြင်မက်ရှလာနဲ့ရဲ့မှာအမည်မဖော်လိုတဲ့တရုတ် राशि जीत जाओगा လေသမားတွေကထရမ့်ရဲ့အဓိကမဲဆန္ဒရှင်တွေပါဒီအခွန်တွေနဲ့သူတို့ကိုသတင်းစကားပေးဖို့ကျွန်တော်တို့စိတ်ပိုင်းဖြတ်ထားပါတယ်လို့ပြောခဲ့ပါတယ်ဒီလိုရှာမုန်းတဲ့အကြိုတရုတ်ကအမေရိကန်ရဲ့စိုက်ပျိုးရေးဒေသတွေကိုထိခိုက်စေဖို့အထူးသဖြင့်အလေအနောက်ပိုင်းပြည်နယ်တွေမှာဖြစ်ပါတယ်ဘေဘီဆက်က2019ခုနှစ်ကကုန်သွယ်ရေးစစ်ပွဲကလေးကပေကျင်းရဲ့အဓိကလက်နက်တစ်ခုဖြစ်ခဲ့ပါတယ်အမေရိကန်စိုက်ပျိုးရေးဌာနအရအမေရိကန်ကတရုတ်ကိုဘေဘီဆက်တင်ပို့မှုက2024ခုနှစ်မှာ20ဘီလီယံဒေါ်လာနီး ပါရှိခဲ့တာဖြစ်ပါတယ်။အခုအကောက်ခွန်လေးကြောင့်ဒီပမာဏကတိတိတသာကျဆင်းသွားနိုင်ပြီး trend ကကာကွယ်မယ်လို့ကတိပေးခဲ့တဲ့လယ်သမားတွေကဒုက္ခရောက်နိုင်ပါတယ်။ မက်ရှယ်လီရဲ့2025ခုနှစ်ကဆောင်းပါးတစ်ပုဒ်ကတရုတ်ကချွတ်မြက်အကောက်ခွန်တွေကို ပြန်ထုတ်ပြန်ပြီးစူပါပါဝါနှစ်ခုကြောင်းဂုံတွေစစ်ပွဲပုံမပြင်းထန်လာလို့ခေါင်းစဉ်တက်ထားပါတယ်။ဒီဆောင်းပါးမှာဒီအခွန်အသစ်တွေကို Trump 2.0လို့အမည်ပေးထားပြီး Fenderadin သွင်းမှုအပြင်တခြားအရေးပါတဲ့ကဏ္ဍတွေမှာပါတုံ့ပြန်မှုအစီအစဉ်တွေလို့ဖော်ပြထားပါတယ်။ White House ရဲ့သတင်းရင်းမြစ်တွေအရတရုတ်ဟာအမေရိကန်ရဲ့နေပညာနဲ့စမ်းမှုကဏ္ဍတွေကိုထိခိုက်စေဖို့အထူးသဖြင့်စီမီကွန်ဒက်တာထုတ်လုပ်မှုမှာနေပညာနဲ့စက်ပစ္စည်းတင်သွင်းမှုတွေကိုကန့်သတ်ဖို့ရည်ရွယ်နေပါတယ်။တရုတ်ကအရေးပါတဲ့သတ္တုတွေနဲ့ Sharper Dressing တွေကိုတင်ပို့မှုတွေဖြတ်တောက်နိုင်တဲ့ဆိုတဲ့အလားအလာကိုလည်းဖော်ပြထားပါတယ်။ Trump ရဲ့2025ခုနှစ်မှုကတရုတ်ရဲ့စစ်စင်ရေးဆန်တဲ့ပုံသွင်မှုမူဝါဒကိုထိန်းချုပ်ဖို့ဖြစ်ပါတယ်။ ဒါပေမဲ့မက်ရှ်လော့3ရဲ့ည7နာရီလောက်ကဘေကျင်းအရာရှိတယောက်က မရိကန်ကတကယ်ပေါလုံးနဲ့စစ်တိုက်ပြီးအနိုင်ရနိုင်တယ်လို့ထင်တာကကြီးမားရဲ့အမှားပါလို့ကြေညာချက်မှာပြောခဲ့ပါတယ်။တရုတ်ရဲ့အဓိကပြမှတ်ကအမေရိကန်ရဲ့စိုက်ပျိုးရေးတင်ပို့မှုတွေဖြစ်ပေမဲ့ပေကျင်းကကားနဲ့လေကြောင်းကဏ္ဍတွေကိုလည်းအခွန်စည်းချက်နိုင်တယ်လို့ပြောဆိုနေကြပါတယ်။ကုန်သွယ်ရေးတင်မမှုတွေမြင့်တက်လာပြီးတော့တရုတ်နဲ့ကနေဒါကအမေရိကန်ရဲ့အကောက်ခွန်တွေကိုပြန်တုံ့ပြန်မယ်လို့ကောင်းစဉ်တထားတဲ့ဆောင်းပါးတစ်ပုဒ်မှာဖော်ပြထားပါတယ်။တရုတ်ရဲ့ဖြစ်နိုင်ခြေရှိတဲ့လုံဆောင်ချက်တစ်ခုကတော့2024ခုနှစ်အနောက်ပိုင်းမှာ Boring Lane နေနဲ့အရက်ဖက်လေချောင်းပစ္စည်းတွေကိုဝယ်ယူမှုကိုရှော့ချဖို့ပါပဲ။ Boring ကတနေ့ကိုလေရင်150ခန်းကိုတရုတ်ကိုရောင်းချနေရပါတယ်။တရုတ်က ြေဝယ်ယူမှုတွေကို Airbus လို Europa ထုတ်လုပ်သူတွေစီ ပြောင်းလဲလိုက်မယ်ဆိုရင် American ရဲ့လေကြောင်းအာကာသလုပ်ငန်းဟာဒေါ်လာဘီလီယံချီဆုံးရှုံးနိုင်ပါတယ်။တရုတ်ကအရင်ကတည်းကကျွန်တော်တို့ဟာတခြားနေရာတွေကနေလေယာဉ်တွေကိုဝယ်ယူနိုင်တယ်လို့အရေးမို့ပြောခဲ့ပူပါတယ်။ဒါဟာ Trump အုပ်ချုပ်ရေးကိုစိုးရိမ်စေတဲ့အပြင်အဓိကအခြေအနေတစ်ခုပါ။ဒါအပြင်တရုတ်ကကနေဒါနဲ့အတူတပြိုင်နက်ပြန်လည်တုံ့ပြန်မယ်ဆိုရင် American အတွက်အခြေအနေကပိုဆိုးရွားသွားနိုင်ပါတယ်။ကနေဒါဘက်ကတော့ ကျွန်တော်တို့ကစွမ်းအင်ကိုဖျက်ထောင်းမယ်၊လျှင်စစ်တအားကိုဖျက်ထောင်းမယ်ဆိုတဲ့အချက်ကိုမကြသေးခင်ကဆွေးနွေးခဲ့တဲ့အကြောင်းအရာတွေထဲမှာပါဝင်ခဲ့ပါတယ်။တီယိုဘက်ကတော့ American လေသမားတွေနဲ့မီးပညာကြီးကုမ္ပဏီတွေကိုဖိအားပေးမယ်လို့တွင်းနေပါတယ်။စီးပွားရေးပညာရှင်တွေရဲ့အဆိုအရ မရိကန်အထွတ်ကုန်သွယ်စစ်ပွဲကို တပြိုင်နက်များပြားလာတဲ့အနေအထားမှာရှင်ဆန်ရတာကစွန့်စားရကြရလို့ဆိုပါတယ်။ဒါအပြင်အာရှနိုင်ငံတွေကလည်းမရိကန်ကကုန်သွယ်ကုန်တွေမြင့်တင်လိုက်တဲ့အခါတိုင်းတုံ့ပြန်နေကြပါတယ်။ဒါကြောင့်တော့မရိကန်ကနိုင်ငံအများကြီးကိုတပြိုင်နက်ကုန်သွယ်ကုန်တွေမြင့်တင်လိုက်တာကပြည်တွင်းမှာငွေကြေးဖောင်းပွမှုကိုပိုဆိုးစေပြီး supply ကွင်းဆက်တွေကိုထိခိုက်စေနိုင်တယ်လို့ဆိုကြပါတယ်။မက်ရှော့တို့ရဲ့ဝါရှင်တန်မှာကျင်းပခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာထရမ့်ကကျွန်တော်တို့ဟာတရား င်းတဲ့စကားပြောချင်ပါတယ်ဒါပေမဲ့စပွဲဝိုင်းမှာရှော့ပြီးမှာတော့မဟုတ်ဘူးဒီလိုပြောခဲ့ပါတယ်သူကကျွန်တော်တို့ရဲ့ကုံသွေးကုံတွေကိုမချိုက်တဲ့သူတွေကကျွန်တော်တို့နဲ့တရားများတစွာကုံသွေးပါဒါမှမဟုတ်ဒါကိုပေးဆက်ရမယ်လို့တိုက်ရိုက်ကိုးကားပြောဆိုခဲ့ပါတယ် တရုတ်သတင်းစာတစ်စောင်ကအီရာအာပေါ်မှာအမေရိကန်ဟာထက်ခါတလဲလဲမောက်မာစွာပြုမှုနေတယ်။ဒါပေမဲ့ကျွန်တော်တို့ရဲ့စိတ်ပိုင်းဖြတ်ချက်ကိုစမ်းသပ်လို့မရဘူးလို့ရေးသားခဲ့ပါတယ်။ဒီစာသားကရင်ဆွဲမပါပဲမက်ရှလာ၃ရက်နေ့ညမှာ website ပေါ်မှာထုတ်ဝေခဲ့ပါတယ်။ကျွန်တော်တို့ကအမေရိကန်ရဲ့စိုက်ပျိုးရေးထွက်ကုန်နေနဲ့ဤပညာမြင့်လုပ်ငန်းတွေကိုနေလန်ပေါင်းစုံနဲ့တုံ့ပြန်နိုင်တယ်လို့ဆိုထားပါတယ်။ဒါဟာတရုတ်က baby စက်နဲ့ပြောင်းတွေမှာပဲရှက်မနေပဲစီမီကွန်ဒက်တာထုတ်လုပ်မှုတွေအတွက်အရေးပါတဲ့ shopper dress တွေတင်ပို့မှု ကန့်တတ်တာကိုဆိုလိုတာပါတရုတ်ဟာ2019ခုနှစ်ကကုန်သင်းစစ်ပွဲအတွင်းကလေးကဒီဝက်ဖွဲကိုစပွဲပေါ်တင်ထားခဲ့တာပါအမေရိကန်ပြည်သူဟာသူတို့ရဲ့ကာကွယ်လုပ်ငန်းကို NDA ထည့်လိုက်တယ်လို့ခန့်စားနေရပါတယ်အခု Trump 2.0ကုန်သွယ်ကုန်နေမိတ်ဆက်လာတာနဲ့အတူအဲ့ဒီအိမ်မက်ဆိုကြီးပြန်ဖြစ်လာနိုင်ပါတယ်ဒါပေမဲ့တရုတ်ကတကယ်ပဲလုံးမလားဒါမှမဟုတ်ဒါဟာကြီးမားတဲ့တန်တမန်ရင်းနှီးလန်းတစ်ခုနဲ့ဖြည့်ရှင်းမလား တရုတ်ကအမေရိကန်ရဲ့ကုန်သွယ်ကုန်တွေကိုပြန်လည်တုံ့ပြန်ပါတယ်။ဒါပေမဲ့တစ်ချိန်တည်းမှာပဲစကားပြောချင်တယ်လို့ခေါင်းစဉ်တစ်ခုမှဖော်ပြထားပါတယ်။ဆောင်းပါးမှာတရုတ်ကတစ်ဖက်ကတော့စကားဝိုင်းဆွေးနွေးဖို့တောင်းဆိုနေပေမဲ့တခြားတစ်ဖက်မှာတော့ trend ကနောက်မဆုတ်ဘူးဆိုရင်ဘာမှကိုမထိန်သိမ်းတော့ဘူးလို့ဖော်ပြထားတာလည်းဖြစ်ပါတယ်။2025ခုနှစ်မက်ရှလာနေရနေ့ကတရုတ်နိုင်ငံသားဝင်ကြီးဌာနရဲ့နိုင်စင်သတင်းစာရှင်းလင်းပွဲမှာပြောရေးဆိုခွင့်ရှိသူက သူတို့ကကျွန်တော်တို့အားကောင်းမှာမလို့ချင်ဘူးဒါပေမဲ့လိုအပ်ရင်ဒီအားကိုအသုံးချမယ်လို့ပြောခဲ့ပါတယ်အမေရိကန်ကတိဆောက်ပေးရလမ်းကိုလိုက်မယ်ဆိုရင်ပြဿနာတွေကိုဖြေရှင်းနိုင်ပါတယ်။ဒါမှမဟုတ်ရင်တော့ကျွန်တော်တို့ကအတင်းတော်ရဲ့တုံးပြမှုတွေလုပ်မယ်လို့ဆိုပါတယ်။သတင်းဌာနတွေကပြောရေးဆိုခွင့်ရှိသူရဲ့စကားကို ကျွန်တော်တို့နိုင်ငံရဲ့ဂုံတိခါနဲ့အကျိုးစီးပွားကိုညှိနှိုင်းလို့မရပါဘူး။ဂုံတွေကိုနေနဲ့ချင်းချောက်တာဟာအလုံးမဖြစ်ဘူးလို့ကိုးကားဖော်ပြခဲ့ပါရင်ဒါဟာတရုတ်ကသူတို့ကလာညှိရင်ကျွန်တော်တို့ညှိနှိုင်းမယ်။သူတို့မညှိရင်တော့ကျွန်တော်တို့ရဲ့တွန်းပြမှုကပိုပြင်းထန်လာမယ်ဆိုတဲ့ပုံစံမျိုးနဲ့ရှိနေတယ်လို့ညွှန်းနေပါရဲ့။ တရုတ်ရဲ့အဓိကအားသာချက်တစ်ခုကတော့အမေရိကန်ရဲ့စိုက်ပျိုးရေးစည်းကွက်ထဲကိုဝင်ရောက်နိုင်တဲ့ကြီးမားတဲ့ဝယ်ယူနိုင်စွမ်းမှာပဲ။စီးရင်စရာတွေအရ2024ခုနှစ်မှာတရုတ်ဟာအမေရိကန်ကနေစိုက်ပျိုးရေးထွက်ကုန်တန်ဖိုးဒေါ်လာ100ဘီလီယံဝယ်ယူခဲ့ပါတယ်။ဒီပမာဏထဲမှာပေပီဇက်ပြောင်းအသားတစ်တီပင်လယ်ဇာနဲ့တခြားပစ္စည်းတွေပါဝင်ပါတယ်။တရုတ်ကဒီပစ္စည်းတွေမှာ ကုံသွဲကုံထုံးမြင်လိုက်မယ်ဒါမှမဟုတ်ဝယ်ယူမှုကိုတုံညာအထိရှော့ချလိုက်မယ်ဆိုရင်အမေရိကန်ရဲ့အလယ်နောက်ပိုင်းနဲ့တောင်ပိုင်းပြည်နယ်တွေကလယ်သမားတွေပြင်းပြင်းထန်ထန်ထိခိုက်သွားနိုင်ပါတယ်။ထရမ်က2019ခုနှစ်ကပထမဆုံးကုံသွဲစစ်ပွဲအတွင်းမှာလည်းအလားတူပြဿနာတွေခြုံခဲ့ရပြီးစိုက်ပျိုးရေးကဏ္ဍအတွက်ဒေါ်လာဘီလီယံချီတဲ့လှုပ်ဆောင်ငွေနဲ့ထောက်ပံ့မှုအစီအစဉ်တွေကျင်းညာခဲ့ရပါတယ်။အခုအခါမှာလည်းအဲ့ဒီအခြေအနေမျိုးပြန်ပြီးတော့ဖြစ်လာနိုင်ပါတယ်။ဒါကြောင့်မိကုံတစ်ခုက ထရမ့်ကစိုက်ပျိုးရေးမေးဆနာရှင်ရဲ့ဖိအားကိုခံမလားဒါမှမဟုတ်တရုတ်ကိုအလျှော်ပေးမလားဆိုတာပါပဲ Fenter နဲ့ပတ်သက်ပြီးတော့ American ကဒီကိစ္စကိုအမျိုးသားလုံခြုံရေးအဖြစ်မြင့်တင်လိုက်ပြီးတရုတ်ရဲ့ဓာတ်ရုပ်ထုတ်လုပ်ရေးလုပ်ငန်းတွေဟာ Fenter ရဲ့အရင်အမြင့်ဖြစ်တယ်လို့ဆိုပါတယ်။ဒါကြောင့်ပုံမတင်ချက်တဲ့အရေးယူမှုတွေခံထိုက်တယ်လို့ဆိုပါတယ်။တရုတ်ဘက်ကတော့ဒီပြောဆိုချက်တွေဟာခြေကားထားပြီးတော့အခြေအနေမရှိဘူးလို့တုံ့ပြန်ခဲ့ပြီး Fenter ကိစ္စကို ကုန်သွယ်ရေးနဲ့ရောထွေးမထားသင့်လို့ညင်းဆိုခဲ့ပါတယ်။တရုတ်နိုင်ငံစီးပွားရေးဝန်ကြီးဌာနကအမေရိကန်ရဲ့လုံဆောင်ချက်တွေဟာတရုတ်ပြည်သူတွေရဲ့ဒေါသကိုမီးရှို့နေရလို့ပြောကြားခဲ့ပါတယ်။ကျွန်တော်တို့ဟာအပြေအဝတုံ့ပြန်မှုတွေကိုပြင်ဆင်နေပါတယ်လို့2025ခုနှစ်မတ်လ၄ရက်နေ့ကကျင်းပခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ရလဲဖြစ်ပါတယ်။ American အစိုးရကတော့ ဖန်တရနဲ့ပတ်သက်ပြီးတော့ကျွန်တို့ရဲ့ရည်ရည်ချက်ကရှင်းနေပါတယ်။တရုတ်ကဒီဓာတ်ရုပ်ပစ္စည်းတွေထင်ပို့မှုကိုမကာကွယ်ရင်ကုန်သွယ်ပေးဆိုမှုတွေဆက်လက်ရှိနေမှာပါလို့ထုတ်ပြန်ခဲ့ပါတယ်။ဒီပြန်ပြောင်းပြောဆိုမှုတွေကကုန်သွယ်စစ်ပွဲဟာအခုဆိုရင်ဈေးဝါနဲ့ဓာတ်ရုပ်ပစ္စည်းတွေအထိပြန့်နှံ့သွားပြီဆိုတာဖော်ပြနေပါတယ်။တရုတ်ဟာထရမ်ရဲ့အကောက်ခွန်အစ်စ်တွေကိုအောက်ပါအတိတ်ကထုတ်ကုန်နေတဲ့တုံ့ပြန်မှုပြင်ဆင်နေတယ်ဆိုပြီးတော့ပြောပါတယ်။အဲ့ဒါတွေကဘာတွေလဲဆိုတော့ တဲ့အမေရိကန်ရဲ့စိုက်ပျိုးရေးထုတ်ကုန်တွေအထူးသဖြင့် baby sweat ပြောင်းအသားနဲ့နှုတ်ထွက်ပစ္စည်းတွေနဲ့လေကြောင်းကဏ္ဍမှာ boring လေရင်နဲ့အင်ဂျင်နဲ့အဖို့ပစ္စည်းတွေ 3. semiconductor နဲ့အရေးကြီးသတ္တုရိုင်းတွေကိုကန့်သတ်မှုတွေမိပညာကဏ္ဍ4ဆွဲအင်လုပ်ငန်းဆိုင်ရာသဘောတူညီချက်တွေဒါမှမဟုတ်အရေးပြောသဘောဝထံွေဝယ်ယူမှုတွေကိုပါထည့်သွင်းစဉ်းစားနိုင်ပါတယ်။ Mesh Law 3ရက်နေ့ကကျင်းပခဲ့တဲ့ဒင်းစာရှင်းလင်းပွဲနဲ့နှီးစက်တဲ့အစည်းအဝေးတစ်ခုမှာဘေကျင်းကအမေရိကန်ရဲ့သဘောဝထံွေပေါ်အခွန်မြင့်ကောက်ခံဖို့ရွေးချယ်စရာကိုဆွေးနွေးခဲ့ပါတယ်။ဒါပေမဲ့ဒါကိုတရားဝင်အတည်ပြုချက်မရသေးပါဘူး။ဒါပေမဲ့ Trend ကဆက်ပြီးတော့ဆွတ်တိုးလာရင်ဘေကျင်းကအရာအလုံးကိုအသုံးပြုမယ်ဆိုတဲ့အထွေးက လွှမ်းမိုးနေပါတယ်။အမေရိကန်ကအကောက်ခွန်တွေကအနိုင်ရဖို့လွယ်ပါတယ်ဆိုတဲ့စကားကိုရွတ်ဆိုနေတဲ့အချိန်မှာတရုတ်ကတော့2019မှာကျွန်တော်တို့ခံနိုင်ခဲ့တယ်ဒီတစ်ခါလဲခံနိုင်ပါပါဆိုတဲ့သတင်းစကားနဲ့ လက်မလျှော့ဘူးလို့ပြောနေပါတယ်။အထူးသဖြင့် Trump ရဲ့အကောက်ခွန်တွေဟာကနေဒါနဲ့မက္ကဆီကိုတို့ရဲ့ဆက်ဆံရေးတင်းမာမှုတွေကိုမြင့်တက်စေခဲ့ပြီးအခုဆိုရင်တရုတ်နဲ့လည်းဒီပုံစံအတိုင်းဖြစ်နေပါတယ်။အမေရိကန်ကကနေဒါနဲ့တရုတ်နှစ်ခုစလုံးကနေတုံ့ပြန်မှုတွေရရှိရင်စိုက်ပျိုးရေးနဲ့ကုန်ထုတ်လုပ်ငန်းကဏ္ဍတွေကနေပြည်တွင်းမှာကြီးမားတဲ့ဆန့်ကျင်မှုတွေရင်ဆိုင်ရနိုင်ပါတယ်။ကုန်သွယ်ရေးစစ်ပွဲရဲ့မီးတောက်တွေဟာမြင့်တက်လာနေပါတယ်။ဘယ်ထုတ်ကုန်ပေါ်ဘယ်အကောက်ခွန်နောက်တစ်ခု ကြားပါမလဲဆိုတာဘယ်သူမှမသိပါဘူးတရုတ်ကအမေရိကန်ကိုဒူးထောက်ခိုင်းနိုင်မလားဒါမှမဟုတ်ထရမ့်ကဒီတစ်ခါမှာဘေကျင်းကိုဒူးထောက်ခိုင်းဖို့မတူရနေပြူဟာကိုသုံးမယ်လို့ထင်ပါသလားစားရအမြင်တွေကိုသိချင်ပါ යි ဘေကျင်းကစိုက်ပျိုးရေးထုတ်ကုန်တွေကိုဖျက်တောက်ပြီးဝယ်ယူမှုတွေကိုရပ်တန့်ဖို့ဘယ်လောက်ဖြစ်နိုင်ပါသလဲစီမီကွန်ဒက်တာနဲ့ရှားပါသတ္တုရိုင်းတွေရဲ့အပေါ်အခွန်ထိုးတင်လိုက်ရင်အမေရိကန်ရဲ့ကာကွယ်ရေးနဲ့ဒီပညာကဏ္ဍတွေမှာ လှုပ်ခတ်သွားမလားဒီမိကုံးတွေကအဆုံးမရှိပါဘူးဒါပေမဲ့ကမ္ဘာအကြီးဆုံးစီးပွားရေးနှစ်ခုကြားဒီအပြိုင်အဆိုင်ကပုံမပြင်းထန်လာနေပြီးလူတိုင်းကရလက်ကိုစောင့်ကြည့်နေကြပါတယ်ဒီကုံတွေအရင်ပွားမှုရဲ့အချက်ချင်းဖြစ်ပေါ်လာနိုင်တဲ့အခြေအနေတွေဟာလာမယ့်ရသက်တပတ်တွေမှာဆက်လက်ဆွေးနွေးစရာဖြစ်လာမှာဖြစ်ပါရင်ရှင်ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးများတင်ပါတယ်ရှင်